မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနေပြည်တော်တကုံနေစကိုင်းမြို့နယ်တို့မှာစစ်ကြောင်းနဲ့လေကင်ကားကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၂ဦးသေဆုံးပြီးကာတစည်းကိုမိရှုရှင်လင်းဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေပြည်တော်တကုံမြို့နယ်အမြလန်းမိုင်တိုင်း141ပတ်သုံးဆောက်ခွာလာသည့်စစ်တပ်စစ်ကြောင်းကိုမန်ဆွဲတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးခဲ့ကြောင်းမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါသည် နိုဝင်ဘာလ9ရက်နေ့နနက်9:40မိနစ်အချိန်နေပြည်တော်တက္ကုံမြို့နယ်ရတနာမြေကြီးရွာဘက်မှအမြန်လန်းမိုင်းတိုင်း241ဘတ်သို့ဆုတ်ခွာလာသည့်အင်အား40ခန်းမှစစ်တပ်စစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့များကလမ်းမိုင်းတနေရာမှမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ၎င်းတက္ကမှုအတွင်အကြမ်းစစ်တပ်ဘက်မှ9ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများနဲ့ဒဏ်ရာရရှိသူများကိုနှွားလဲနေစီဖြင့်တင်ဆောင်သွားကြောင်းအဆိုပါတက္ကမှုကိုမြို့တွင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။အလားတူစကိုင်းမြို့နယ်ကန်တလူတိုကိမ်းမှထွေဥစရေးကြော်ရဲလွင်အပါအဝင်စစ်သားများလိုက်ပါလာသည့်လက်ကင်းကားကိုပြစ်ခတ်တိုက်ခိုက်ရန်စစ်သား9ဦးပွဲချင်းမိသေဆုံးပြီး ကားကိုမီးဆွဲဆင်းလင်းခဲ့ကြောင်းလင်းယုံညီနာပြောက်ကြားအပွဲမှာတာဝန်ရှိသူကပြောဆိုပါတယ်။အော်တိုမလာ၂၀ရဲ့နေ့ည၈နာရီ၂၅မိနစ်ခန့်အချိန်စကိုင်းမြို့နယ်ကန်တလူတုတ်ကိန်းမှာပြည်သူများကိုဖမ်းဆီးငွေညစ်တောင်းခံနေတဲ့ထွေဩစရဲကျော်ရဲလွင်နေစစ်သားများလိုက်ပါလာသည့်လက်ကင်းကားကို စကိုင်းမုံရွာလန်စီစကိုင်းတက္ကသိုလ်အနီးမှာတော်လန်ရဲပေါ်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းထွေဦးစရဲကြော်ရဲလွင်အပါအဝင်စုစုပေါင်း9ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်စကိုင်းတက္ကသိုလ်နှင့်တမတုံတုံမှစစ်သားများအိစင်းကဆန်နေစီဖြင့်စစ်ကူပေးရန်ရရှိလာတာကြောင်းလက်ကင်းကားကိုမိဆွေဆင်းလင်းပြီးတော်လန်ရဲပေါ်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။ လှည့်ကင်းကားပေါ်ပါလာတဲ့ကောင်အားလုံးတွေပါတယ်ကားပါမိဆိုဖြစ်စေဖြစ်ခဲ့တဲ့စစ်ခွေးခုနှစ်ဦးကနေရာမတင်ပွဲချင်းမိတေဆုံနေပြည်သူကိုစန့်ကျင်တဲ့သူအားလုံးကိုကျွန်တော်တို့ကအချိန်မရွေးတိုက်ခိုက်သွားမှာပါသူတို့ပြောခဲ့တဲ့စကားလိုပဲတည်ရတဲ့ကောင်ပြည်သူကိုစန့်ကျင်လိုက်လို့ကျွန်တော်တို့ကပြန်ပြီးပြောချင်ပါတယ်ဟုလင်းယုံညီနောင်ပြောက်ချောင်းအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပြောက်ချောင်းအဖွဲ့မှတော်လရဲ့ရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးအထူးခိုက်မစီပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင် ဆက်လက်ပြီးတော်လရင်အင်အားစုများထိုးစစ်အရှိန်မြင့်လာစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်နိုင်ငံတော်ဝင်လက်လွတ်နယ်မြေများကိုပြန်ရရန်စစ်ကောင်စီကြိုးပမ်းနေချိန်မှာတော်လရင်အင်အားစုများကစစ်ကောင်စီထိန်းချုပ်နယ်မြေများကိုထိုးစစ်ဆင်တိုက်ခတ်မှုများပြန်ဆလာနေသည်ကိုတွေ့လာရကြောင်းစစ်ရေးသုံးသပ်သူများကပြောပါသည်။တင်းင်းတိုင်တိုင်ကမော်တော်မျိုးကိုခင်ရလက်လေးနဲ့ပူပေါင်းတပ်များကလာချေကြပိတ်ဆို့ခဲ့ပြီးပီကတိနိုဝင်မာလာ၁၇ရက်နေ့ကမြို့ပေါ်စတင်တိုက်ခိုက်ခဲ့ကနိုဝင်မာလာ၁၄ရက်နေ့မှာအပိသက်သိမ်းပိုင်နိုင်ခဲ့ပါသည်။ အဆိုပါမော်တော်မျိုးကိုပူပေါင်းတက်များကတိမ့်မိုက်နိုင်ခြင်းသည်စစ်ကောင်စီဘက်မှလက်လွတ်နေမည်များကိုအပြင်းအထန်ပြန်ရရန်ကြိုးပမ်းနေချိန်မှာစစ်ကောင်စီလက်ထက်မှတင်းယူနိုင်ခဲ့ခြင်းဖြစ်ပါသည်စစ်ကောင်စီကမော်တော်မျိုးနဲ့ပတ်သက်၍အငိုက်မိသွားခြင်းဖြစ်ပြီးဆက်တွယ်ရေးလမ်းကြောင်းပြတ်တောက်လွဲသည့်စခန်းများကိုတော်လရင်အင်အားစုများကထိုးစစ်ဆင်တိုက်ခြင်းသည်တော်လရင်တပ်များအသာရလိုက်နိုင်ကြောင်းစစ်ရေးလေလံသူများကတုံ့တက်ပါသည် စစ်တပ်အတွက်ကတော့အငိုင်းမိသွားတာပေါ့နော်တော်လိုင်းရဲတပ်ဖွဲ့တွေအနေနဲ့ဒီလိုစခန်းမျိုးတွေနဲ့ပြည်မဘန်အလေးအငိုင်းရနိုင်တဲ့နေရာမျိုးတွေစစ်တွေရေးလမ်းကြောင်းပြတ်တောက်လွဲတဲ့စခန်းမျိုးတွေကိုတိုက်တင်နေကိုဘကတိုက်စစ်စင်နိုင်ရင်မော်တာမျိုးကိုတောင်အဖေးအစင်နဲ့နဲ့နဲ့တိုက်နိုင်နေအဲ့ဒီတော့တိုက်ဖို့ပဲလိုတယ်ကိုဘကထိုးစစ်တိုက်နိုင်ရင်စည်ရဲတာလာမယ်လို့ပြောရမယ်ဟုစီဒီယံပိုကြီးစင်ဟွာကတုံ့တက်ပါတယ်လက်ရှိစစ်ကောင်စီကပြည်ထောင်ဒီထိုးစစ်များဖြင့်တိုက်ခိုက်နေပေမယ့်တော်လရင်အင်အားစုများဤတပ်မြန်တိုက်စစ်များကြောင့်တပ်သားအင်အားပြုံးတိမှုများလည်းရှိနေကြောင်းသိရပါတယ် ိုဝင်ဘာလ14ရက်နေ့မော်ဒါမျိုးရင်းတပ်ဖွဲ့မှစစ်ကောင်စီတပ်သား40ကျော်ကို KNL လေးနဲ့ပူပေါင်းတပ်များကဖမ်းဆီးရမိခဲ့ပြီးနိုဝင်ဘာလ17ရက်နေ့မှာလည်းအရခတ်တပ်တော်ထံစစ်တုံးပန်း80ခန်းလက်နက်ချအလင်းဝင်လာကြောင်း AA ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကအပြင်းအထန်ထိုးစစ်ဆင်မှုများပြုလုပ်နေပေမယ့်စစ်ကောင်စီအာဏာသိမ်းဒေသများကိုတော်လှန်ရေးအင်အားစုများကထိုးစစ်ဆင်နေခြင်းဖြစ်ပြီး NUG ဥဆောင်ပြီးပြည်မဒေသမှာလည်းကြီးမားသည့်ထိုးစစ်လှိုင်းတစ်ခုလာနိုင်ကြောင်းစီရင်လေ့လာသူများကသုံးသပ်ကြပါသည် စက်ကောင်စီကပြန်သိမ်းနိုင်တယ်ဆိုတာကစက်ကောင်စီစီရအကောင်နာထံဥပမာတီအန်လန်လေးဆိုမဟာမိတ်အဖွဲ့တွေနဲ့အစင်မဲ့ပြေတာကြောင့်လဲပါတယ်အခုကမ်းမလူမှဖြစ်နေတဲ့တိုက်ပွဲတွေဆိုစစ်ကြောင်းကိုစစ်ကြောင်းနဲ့ရိုက်ချိုးနိုင်ပြီဆိုတဲ့ပုံစံမျိုးအညာတစ်ခွင်မှဖြစ်နေပြီဆိုတာကိုမြင်ရတဲ့ပုံ NUG ဥဆောင်ပြီးပြည်မဘက်မှတိုင်းရင်းသားအဖွဲ့တွေအကူအညီနဲ့အထွေထွေထိုးစစ်တိုက်နိုင်မယ်ဆိုရင်စီရေးချိန်ခွင်ပြောင်းလဲလာမယ်ဆိုတာထင်ရှားပါတယ်လို့နိုင်ငံရေးလှလှသူမောင်တမားကတုံ့တက်ပါတယ် ကာမီဒီဇမလာ28ရက်နေ့မှာပြည်လုံးမြေရွေးကောက်ပွဲကိုတော်လရင်အင်အားစုများသိမ်းပိုက်ထားသည့်မျိုးများမှပြည်လုံးနိုင်ငံစစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေခြင်းကြောင့်နိုင်ငံတော်ဝန်တိုက်ပွဲများပြင်းထန်နေကြောင်းသိရပါသည်။လက်ရှိမှာရခိုင်ဘကူအဆက်ရခိုင်မကွေးအဆက်နှင့်ရခိုင်အေယာဝတီတန်းအဆက်တို့မှစစ်ကောင်စီထိုးစစ်များကိုအာရခတ်တက်တော်အေအေမှခုခံစစ်များနှင့်အတူတံမြန်ထိုးစစ်များဖြင့်တုံ့ပြန်ဆင်နွှဲလျက်ရှိကြောင်းအေအေကနိုဝင်ဘာလ17ရက်နေ့မှသတင်းထုတ်ပြန်ပါသည်ရှင်။